မြန်မာဘောလုံးပြိုင်သက်တိုင်းကျင်းစုတင်ရမယ့်ပြားအသင်းနဲ့ဂိမ်းမူးကြီးတော့အသင်းအားလုံးပဲမြင်လာပါခင်ဗျာ Red Table တိုင်းကနေပြန်လဲကြိုလိုက်ပါရင်ဘောလုံးဆိုတော့အားကစားပြိုင်ပွဲတစ်ခုတက်ပို့ပါရင်အနိုင်ရှုံးဆိုတဲ့ຢာတစ်ခုအတွက်ပြိုင်ဆိုင်ချပေမဲ့စီလုံးမှုတွေဂျိုးစားမှုတွေလူသားချင်းစာနာမှုတွေနဲ့အတူဘောလုံးအားကစားကဒွန်တွဲရည်တည်နေကြတာပါမန်ချက်စတာ၂၈ရက်နေ့မှာတော့စကိုင်းပြည့်ရဲ့ကြောင့်အကြီးပြန်လဲနိုးချခဲ့ပြီးမြန်မာပြည်သူပြည်သားတွေတသက်လုံးမမေ့နိုင်မဲ့နေ့တစ်နေ့အဖြစ်သမိုင်းမှတ်တမ်းဝင်စီခဲ့ပါတယ်မက်စလာ28ရက်နေ့မြန်မာစံတော်ချိန်နေ့နဲ့ဆန်နိုင်90ဝင်းကျင်မှာ အင်အား9.9အဆင့်ရှိတဲ့ငလင်ဟာမန္တလေးစကိုင်းစားတဲ့မြို့တွေကိုဘိုးပြူပြီးလှုပ်ခတ်ခဲ့တာပါဒီငလင်ကြောင့်မြန်မာပြည်သူပြည်သားတွေအသက်တွေဆုံးရှုံးခဲ့ကြရတယ်လို့အုံမဲ့အိမ်မဲ့တွေဖြစ်ခဲ့ကြပါတယ်ငလင်လှုပ်ခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲပြားအသင်းလို့စံနှုန်းခေါ်ကြတဲ့အင်္ဂလန်ပရီးမီယာလိဂ်ကလပ်ဘရန်ဖို့အသင်းကမြန်မာငလင်အတွက်ဝမ်းနည်းမိကြောင်းနဲ့သူတို့အနေနဲ့ခွန်အားနဲ့အချစ်တွေပေးပို့လိုက်ကြောင်းဆိုရှယ်မီဒီယာကနေပို့စ်တင်ပေးခဲ့ပါတယ်ဘရန်ဖို့ဆိုတာမြန်မာပြည်အရေးကိုမကြာခဏဆိုလို့အရေးတူလို့ပြီးကုညီထောက်ပံ့ပေးတဲ့အသင်းဆိုတာပရိသတ်တွေအားလုံးနဲ့သိကြမှာပါ ရန်ဖိုးရဲ့ posting အပြင်မနေ့ပိုင်းမှာပဲနမဲကျော်မန်ချက်စတာယူနိုက်တက်အသင်းကြီးကလည်းမြန်မာပြည်သူတွေနဲ့အတူရဲတီကြောင့် posting သွားခဲ့တာပါ။ဂိမ်းမိုးအသင်းတော့မြန်မာပရိသတ်တွေနမဲပြောင်းပေးထားတဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့ငလင်တန်အသင်းမြန်မာပြည်သူတွေအတွက်ဝန်ထဲကြောင်းနဲ့ခက်ခဲတဲ့ကာလအတွင်းသူတို့ရဲ့မိသားစုတွေကိုပို့သားလိုက်ကြောင်းအင်္ဂလိပ်ဘာသာနဲ့ရောမြန်မာဘာသာနဲ့ပါဖော်ပြခဲ့ပါတယ်။ရန်ဖိုးနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့အရေးတူ post တင်ခဲ့ပြီးတဲ့နောက်မှာဥရောပကထိတ်တန်းအသင်းတော်တော်များများကလည်းမြန်မာနိုင်ငံအတွက်ဝန်ထဲကြောင်းထုတ်ပေါ်ပြသခဲ့ကြပါတယ်။ဘောလုံးဆိုတော့နိုင်ရှုံးရလက်တစ်ခုတည်းထက်ပိုတယ်ဆိုတာကို နမဲကျော်ဥရောပထိပ်တန်းအသင်းကြီးတွေကပြသပေးခဲ့တာဖြစ်သလိုဒီရေးကိုဥဆောင်ခဲ့တဲ့ပြားအသင်းရဲ့ဂေမူးကြီးအသင်းတို့ကိုလည်းကျေးဇူးတင်ရမှာဖြစ်ပါပြီ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ Red TV Thai Page လေးကို Like and Follow လေးလုပ်ထားပြီးတော့ Video လေးကိုလည်း Share ပေးဖို့တောင်းဆိုလိုက်ရပါတယ်။